အာဒီနေ့ကတော့ဗောနော်ကျွန်တော်ပင်ဦးလွန်ရကာဆာမှာဆင်သွားတဲ့ gaming setup full setup လေးပြပေးမှာဗောနော်သူကအချေ40 68 kg နဲ့ဆင်လာတဲ့ full setup လေးပါဒီကာဆာမှာကတော့အားလုံးကို gaming sheet တောင်းထားတာဗောနော်အဲ့တော့သူ့ရဲ့ PC လေးတွေချက်လိုက်ပြပေးမယ်သူက CPU ကတော့ Ryzen 5 9600ကိုတောင်းထားတယ် CPU fan ကတော့6 core ပါတောင်းပေးထားတယ် overheat issue လောမရှိဘူး motherboard အနေနဲ့ဆိုလို့ရှိရင် Asus Dell Prime A520 Series MK တောင်းထားတယ် graphic card အနေနဲ့ကတော့ Asus Dell ကျူတယ်ပေါ့နော် Nvidia GeForce RTX 4060 8K တောင်းပေးထားပါတယ် storage ဆိုလို့ရှိရင် Kingston တဲ့1000 K တောင်းပေးထားတယ် RAM ဆိုလို့ရှိရင်လည်းကျွန်တော်ဒီဟောပေါ့နော် colorful တဲ့ 32K ပေါ့ဗျာ 16K နဲ့ချောင်းတောင်းပေးထားတယ် key sin ကတော့ကျွန်တော်ဒီ GPANA တဲ့ CPU key sin လေးပေါ့နော်ပြီးလို့ရှိရင် power supply ဆိုလို့ရှိရင်လည်း650 W 80+ တောင်းပေးထားတာပေါ့နော်အဲ့တော့ဒီ key sin ကတော့ customer ရှေ့လောက်အောင်ဆင်သွားတာဟာပေါ့နော် key sin fan ကိုတော့ခုနှစ်လုံးတော့အပြည့်တက်တယ် key sin င်ဖန်တော်တော်လာတဲ့ကီစင်ဖန်တို့ခုနလုံးတော့အပြည့်တက်တာပေါ့ဗျာတော်တော်လေးလာတာပေါ့နော်ဒီလိုဆင်လိုက်ခြင်းအဖြစ်ပေါ့နော်နောက်တစ်ခုကတော့ monitor နဲ့ဆိုလို့ရှိရင်တော့28လက်မောက်ဦးမှာ 120Hz refresh rate ရတဲ့အဲ28လက်မောက်သူတုံးထားပါတယ်ပြီးလို့ရှိရင် speaker ပါမယ်နောက်တစ်ခုကတော့ keyboard mouse ကလည်းသူက gaming တုံးထားတာဗျာ oh keyboard ဆိုလို့ရှိရင် HPD mechanical keyboard mouse ဆိုလို့ရှိရင် Fantech တဲ့ VA6 ဆိုတဲ့ gaming mouse လေးပေါ့နော်ပြီးလို့ရှိရင်ကျွန်တော် mouse pad လည်းသူက RGB mouse pad ပေါ့နော်အဲဒီ mouse pad ပဲ6000ခွဲရှိပါတယ် အဲလောင်းဝ RGB ကြိုက်တဲ့လို့ဆိုရှင်တော့ဝယ်လို့ရတယ်တောင်းလို့ရတယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ Wi-Fi adapter ပါမယ်စင်းတော့တောင်းခွဲပါ wifi adapter တွေကပြီးလို့ရှိရင် UPS ပါမယ် UPS ကတော့ Pro Link တဲ့ 1250VA ပေါ့เนาะအဲ့တော့ပြောမလို့ဒီ setup ဆိုလို့ရှိရင်တော့ဒါ40 60ကိုကျွန်တော်က bottleneck issue အများကြီးမရှိစေချင်ဘူးကျွန်တော် budget အနည်းဆုံးဆင်မယ်ဆိုလို့ရှိရင်ဒါပဲပြီးတော့ Ryzen 5 9600နဲ့တွဲဆင် RAM 32GB ကောင်းတယ်ဘာလို့ဆိုတော့ဒီ2025ရောက်လာရောက်လာပြီဗျာကျွန်တော် game ပဲဆော့ဆော့ 32K ကတော့ပို့ပြီး safe ဖြစ်တယ် future proof လည်းပို့ဖြစ်တာပေါ့ဗျာဘာလို့ဆော့ 16K ကတော့လောက်နေသေးတယ်ဒါပေမဲ့တပီးပြင်းနဲ့တိတ်မလောက်ချင်တော့ဘူးဗျာ 16K ကတော့ပြောလို့ဆို 32K ပို့ပြီးတော့ command ပေးတယ်ကင်ကောင်းဆော့ချင် 32K တုံးဗျာ QR channel လည်းဖြစ်တယ်ဗျာတော်တော်လေးအဆင်ပြေတယ်နောက်တစ်ခုကတော့ကျွန်တော်ပေါ့နော်ဒီဆက်ရက်တဆုံလုံးရဲ့ဈေးကဘယ်လောက်လဲဆိုတော့53သိန်း6တောင်းပါပြောလို့ဆိုဒီထက်တက်တာအောင်ဆင်မယ်ဆိုလို့ရှိရင်လည်းအဲကျွန်တော် graphic ကဆင်ရတော့မယ် ပြောမစုံ30 40 60တောင်းလို့မရတော့ဘူး30 58 GB တော့တောင်းရတော့မယ် performance ကျသွားမယ်အဲ့တော့ကိုက40 60 40 60ဆိုတော့ graphic ကတော့ကျွန်တော်ဒီ9600နဲ့တွဲလဲလို့ရှိရင်ကျွန်တော် 4K resolution မှာဗျာမနိုင်တဲ့ game ဆိုတော့လုံးဝမရှိဘူးပြောမစုံဘယ် game ဆိုဗျာကျွန်တော်ဒီ AAA တိုက်တဲ့ game ပဲဖြစ်ဖြစ် online game ပဲဖြစ်ဖြစ်ဗျာကျွန်တော်ဒီရုပ်ထွက်အကောင်းဆုံးနဲ့ FPS ကောင်းကောင်းလေးကိုထွက်တယ် လောင်းဝအဆင်ပြေတယ်ဗျာဒီကတ်လေးကတော့အခုချိန်ကြီးတော့တော်တော်လေးကောင်းတဲ့ကတ်ပေါ့နော်ဒါတော့ဒီကတ်ဆာမဆင်ဝါလက်ဆက်ရက်လေးပါတစ်စုံလုံးကို53သိန်းနဲ့မှ6000ရှိပါတယ်မိတ်ဆွေတို့အနေနဲ့ဒါနဲ့ပတ်သက်ပြီးတော့ adjust လုပ်ချင်တဲ့ဟာလေးတွေရှိတယ်တိုင်ပင်ချင်တဲ့ဟာလေးတွေရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီနေ့ gaming pc ကို set ပြလိုက်ပါအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ဒီနေ့ gaming pc ရဲ့ video လေးကိုလည်း like and share လေးကူညီပေးကြပါနော်